ဒီဝိတောက်ကားတဲ့ဆိုင်ကလေးကမိုးပွားကြလာတာမရှိဘူးအားလုံးဟာတရားမဝင်လမ်းကြောင်းကလာတဲ့ဆိုမှတရားဝင်ဂိတ်တွေကိုဖျက်တမ်းပြီးလာကြတာနောက်ဆုံးပြည်သူလူထုလက်ထောက်ရောက်ရှိသွားတယ်ပြည်သူလူထုကလည်းခုမှမဟုတ်ပါဘူးအရင်ကတည်းကနေပြီးတော့ဖမ်းလိုက်စီးလိုက်ပေးလိုက်ကန်လိုက်ဒါနဲ့ပဲလဲပတ်ပြီးတော့စီးနေကြတာပေါ့နော်ဒါပေမဲ့ခုကျတော့စီမံချက်တွေကိုပိုက်ဆိုင်တိုက်ပြီးရေးယူနေတာမျိုးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြောရတာဖြစ်တယ်မြန်မာနိုင်ငံကခက်တယ်ဗျပြင်းဦးလေဘက်မှာဆိုရင်မြေကွက်တွေပိုင်းတက်ပြီးရောင်းကြတယ်ဒါဆိုပြည်သူလူထုကဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့ အသိခံရတဲ့အခါကျတော့သူတို့ရဲ့မြေခွက်ကလေးရောပတ်စံတွေရောဆုံးရှုံးသွားတယ်။ဒါမှကျွန်တော်မျိုးနဲ့အစင်းစင့်ခွင့်ပြုခဲ့တဲ့ပုံကိုယ်ကြီးပေါင်းပြီးတော့ရောင်းစားခဲ့တဲ့ပုံကိုယ်ကြီးရေယူခံရကျွန်တော်တစ်ခါမှမကြားမိဘူး။နောက်ဆုံးလက်ဝဲပိုင်ဆိုင်တဲ့နောက်ဆုံးပေါ်တော့ end user ဖြစ်တဲ့ပြည်သူလူထုပဲအမြဲခံရတာ။လက်ကူမှလည်းအတိုင်းပဲရန်ကုန်မြို့လက်ကူမှလည်းအတိုင်းပဲ။ပိုင်းတက်ပြီးတော့မြေခွက်တွေရောင်းစားသွားတယ်။မြို့နယ်ကလည်းတည်တယ်။မြို့နယ်ကဘလူတွေမပါဘဲနဲ့ဒီကိစ္စလုံးဝလုပ်လို့မရအောင်နော်။မြို့နယ်ကလူတွေမပါဘဲနဲ့ ဒီလောက်မြေခွက်အကြီးကြီးရိုက်နေတာမျိုးမြို့နေမှာမသိစရာအကြောင်းမရှိဘူးစီပင်ဆိုတာကအင်ရှိမှာကြောက်တွေတဲတွေပုံလို့ရှင်တော့ပြက်ခနဲရောက်ရှိလာတာအဲ့တော့နောက်ဆုံးအေးယူခံရတာပြည်သူလူလူဖြစ်နေတယ်အခု W ကားကိစ္စမှာဆိုလဲဖြတ်တန်းလာတဲ့ဂိတ်တွေလည်းအေးယူမယ်လို့ကျွန်တော်မထင်ဘူးနောက်ဆုံးရောင်းလိုက်တဲ့လူကိုလည်းအေးယူနိုင်မယ်လို့ကျွန်တော်မထင်ဘူးသူတို့ကလဲတယ်လေအရှောင်းတန်းဂျက်စီချင်းတခုသတင်းဆို information ကြိုးဦးပြီးသားဟာခဏခဏတက်ဖြုတ်လိုက်ဆိုလို့ရှင်အကားတွေအကုန်လုံးဖွက်ထားပြီးသားအဲအဲ့လိုမျိုးပြည်သူလူလူကတောင်ဘူးမသိဘာမသိနဲ့လမ်းပေါ်မှာတက်စီးပြီးတော့အကုန်လုံးခွေခဏဖန်းခံရပြီးတော့မြေအနေနဲ့မြက်ခွက်အကုန်လုံးဖြစ်တာလေ เนาะဒီแหนမျိုးတွေမပြောနဲ့ရန်ကုန်မြို့ဆင်ရှင်ဘုံတဝိုက်မှာစီးနေတဲ့မင်္ဂလာရုံတို့လဲကူတို့ထောက်ကြံတို့မော်ပြီးတော့အကုန်မော်ကော်မူအကုန်ညံကောင်အကုန်စီးနေတဲ့ဆိုင်ကယ်တွေ60ရာခိုင်နှုန်းဟာဝက်တော့ဒါတွေကိုပြည်သူလူထုကနေစင်ပေါ့နော်ဈေးသွားတယ်အကြောင်းသွားတယ်အလုပ်သွားတယ်ဒါနဲ့လဲပတ်နေတာပေါ့နောက်တစ်ခုက license license ကားကိုအဲမတက်နိုင်တဲ့လူအများစုကဝန်တန်းနဲ့တာသနာဝန်တန်းအစိုးရဝန်တန်းတာသနာဝန်တန်းတာသနာဝန်တန်းတွေလည်းခုကတော်တော်လေးဟိုကြောက်ရွံ့နေတယ် တန်းကားရောဆိုရင်လိုင်းပေါ်မှာတက်ပြီးရေးထားတာမျိုးရှိရယ်ဘုံကြီးကားတွေပါဖမ်းမယ်ပါညာဆိုတော့နံပါတ်ကြီးဘုံကြီးလောက်တာသာသနာလိုက်စင်နဲ့တကယ်ကိုစီးနိုင်တာနံပါတ်သိမ့်မကြီးတဲ့တန်းကားရောတွေဟာဆင်းရဲပါတယ်တခါတခါမှထောင်ချေးကားတွေဝယ်လူနိုင်တာမျိုးမဟုတ်ဘူး DW ကားကိုပဲအော်တန်းကားရောဆိုရင်တော့ဒါအေးယူမလောက်ပါဘူးအေးယူအေးမယူတော့ပါဘူးဆိုတဲ့အတွေးနဲ့ပေါ့ဒါပေမဲ့အခုချိန်မှာတန်းကားရောတွေလည်းအေးယူခံနေရတာမျိုးတွေရှိလာတယ်နောက်တစ်ခုကဝန်ထမ်းတွေဝန်ထမ်းဆိုတာကလည်းအခုကငလင်းနေလှုပ်ထားတဲ့ကြောင့်မလို့နေပြီးတော့မှဆိုလို့ရှိရင်တိုက်ခန်းနေပြိုး ်နော်အဲတက်ကဟိုစီစဉ်ပေးထားတဲ့ဘာချာလိုင်းတွေမှာသွားနေပေါ့နော်ထရန်လိုင်းတွေမှာထရန်ဟိုတော်မိုးထရန်ကားတွေပေါ့သွားနေတယ်အဲအခုကကားကြီးဆိုင်ကတွေမှာမစီရတော့ဘူးဆိုတော့ဒါတို့ကစပိန်ပြန်စီရမယ့်ပုံစံပေါ့နေပြီးတော့တနေတဲ့အဝေးဆိုတော့စပိန်နဲ့ပြန်စီဆိုင်နော်တဲလိုင်းနေနဲ့နေဆိုတော့ဟုတ်နေတာပဲအဲ့တော့ငလင်ကြီးလှုပ်ထားတယ် เนาะတိုင်းပြည်ကလည်းမငြိမ်းချမ်းဘူးဒီလိုအခြေအနေမျိုးမှာဒါကိုကန်းတို့ပါတော့ဒီရောတပုံနေပေါ့နော်ပြည်သူလူနှိမ့်ဆက်တဲ့တပုံနေတောင်မှပဲသူတို့နေမြေမှာအဲဒေတာလိုက်စင်ဆိုတာမျိုးတွေစီးပိုးတက်လုပ်ပေးရပေါ့နော်အဲကျွန်တော်နိုင်ငံတော်အစိုးရအကြီးအကဲအနေနဲ့ပေါ့ဒေတာလိုက်စင်ပေါ့ဒီ daily life မှာလဲပတ်နေတဲ့ပြည်သူတွေအဆင်ပြေအောင်ဒီနေမြေလေးတစ်ခုတော့ကိုစီစဉ်ပေးလို့မရဘူးလားအပြင်တော့မထွက်စေနဲ့ပေါ့ဒီလိုဆိုရင်ပြည်သူလူတို့ကအဆင်ပြေချုံးမှုသွားလိမ့်မယ်လို့ထင်တယ်